အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆက်ရုံမှာဓမင်းသုံးကြည့်ပါတယ်အာဒီနေ့ဟင်းရကောင်းပါတယ်အခုကျွန်တော်ထည့်လိုက်တဲ့ဓမင်းကတော့သူကဘုန်းကင်ဘတ်လို့ခေါ်ပါတယ်သူကရိုးရိုးဓမင်းမဟုတ်ဘူးသူကအစေးအစေးလေးတွေပါပါတယ်ဒါတော့ဟင်းချူလေးပါသူကခင်ချီကိုပဲပြလေးနဲ့လောက်ထားတဲ့ဟင်းချူလေးပါဒီဟင်းချူလေးသူကချင်းချင်းလေးနဲ့အရန်တောက်လို့ကောင်းပါတယ်အပြင်းနဘေးမှာသူကသမင်းသုံးနဲ့တွဲပြီးစားလို့ရတယ်အဲ့ဒီပဲငှက်ပြည်ကြီးလေးကိုသူကချစ်တော်မိတ်တွေနဲ့ လောက်ထားတဲ့ဟာတွေပါဒီဟာလေးပါဒီဟာလေးကိုကျွန်တော်နည်းနည်းပဲထည့်ပါမယ်ဟိုကနည်းနည်းငယ်ပါတယ်ပြီးရင်ကျွန်တော်ဒီနေ့အဲသမင်းတုတ်တဲ့မြုပ်ပြီးအနစ်ကိုကျွန်တော်နည်းနည်းပဲထည့်ပါမယ်ချိုးရလည်းများများထည့်ကြပါတယ်ကျွန်တော်တော့နည်းနည်းပဲထည့်ပါမယ်ဒီခေါက်အပြင်ကျွန်တော်ဘဲဘစ်ဘောက်ကိုကျွန်တော်ပို့ထည့်ပါမယ်ဒီနေ့ဟဲ့မယ်ရီမျိုးရေးပါပဲအသားနှမျိုးကျူးပါတယ်ဒါတော့ကော်ဖီထုပ်ကိုတုတ်ထားတာပါပြီးပုံမှာတော့သူကမုံလောက်ဥပါ မုံလောက်ဦးချစ်ထားတာပါဒီမုံလောက်ရတာတော့သူကတင်းမိုးသေးရတာတူပါတယ်အပြင်ဒါတော့မုံလောက်အချိန်လေးပါကျွန်တော်အနောက်မှာလူတွေတန်းစီလို့ကျွန်တော်နည်းနည်းမြန်မြန်လေးခတ်ပါမယ်ဒီဒီနေ့စက်တော်လုံးကြော်ကြွေးပါတယ်ဒီစက်တော်လုံးကြော်အရင်ဆောက်အောင်ပါတယ်သူကမုံညစ်ကတမျိုးပါနော်ဘာစောင်းကြည့်ကြလေပါသူကစက်သားလုံးကျော်ကြိုက်ရင်ကြိုက်တော့ယူလို့ရပါတယ်ပြီးရင်အပေါ်မှာတော့ဝက်သားကိုဝက်သားပြောကိုကြော်ပြီးတော့ပြန်ချစ်ထားတာပါအချိုးပြန်ချစ်ထားတာပါ ဒီကလေးရန်ဆောင်အောင်ပါလေသူကဝက်တာခင်ရတာလို့မြင်နေပါတယ်ဒါတော့ဝက်တာစစ်တာလုံးကြုံနေတွေ့ပြီးဆောင်ရတဲ့အချိန်မှာပြည်ဒီနေ့ကြော်လို့မှာပန်းသီးဖြိုရည်လက်တိုက်ပါတယ်ဒီမှာပါဒါတော့ကျွန်တော်ခုနကခက်လာတဲ့ဒီ game ချင်းလေးပါ game ချင်းစားနေကြတယ်ပါဒီမှာပါဒီဝက်တာပြာကြော်ချက်လေးရန်ဆောင်အောင်ပါတယ်သူရရတာတော့ချိုလေးပါ ်မှာထိုင်းရောဆိုရင်တော့သူအားဒီချစ်ဖာမြူဗီအချင်းနဲ့တူပါတယ်အရသာဒီအားလေးနဲ့ဆောက်လို့ကောင်းပါလေအော်ဒီနေ့ဟင်းအရင်မေးပါတယ်ဒီနေ့ကျော်လို့မှမိုးရွာနေပါတယ်မိုးအင်းနဲ့ထမင်းတုပ်ဆောင်ပါပါဒါတော့မိုးလုံးအချင်းနေပါတလုံးစားရင်သူကတုံးပြထားပါတယ်ဒီချစ်တာလုံးကျော်ကိုကျွန်တော်နည်းနည်းလေးဖိုက်ပြပါမယ်သွားဒီကျက်သားလုံးကျော်သွားကျက်သားနေပြီးတော့သူကမုံညစ်များပါတယ်သူရဲ့အဲဒီမုံညစ်အရသာတော့ရန်ဆောင်အောင်ပါတယ် အဲကျွန်တော်တို့စိတ်ဝင်ပါရှိတဲ့နီပေါ်လူမျိုးတယောက်ဆိုရင်သူအဲစက်တာလုံးကျော်အရင်ချိန်ပါတယ်ဒီဒီနေ့ကင်ချီနေမှာတော့ကင်ချီအများကြီးပါပါတယ်အော်ကင်ချီတွေအများကြီးပါပဲကျွန်တော်ကင်ချီဖတ်တွေအများကြီးထည့်ခဲ့ပါတယ်ပြောပါပဲပြောလေးပါကိုရီးယားမှာပြန်ပြောင်းလို့သူကနေတိုင်းလိုလိုစားကြပါတယ်။အဲကျွန်တော်အရင်ထမင်းလေးကိုနည်းနည်းတုံးလိုက်ပါမယ်။ ဓမင်းသုံးလိုက်ရင်သူကအရင်ဆောက်အောင်ပါလေအဲ့ဒီဓမင်းအုပ်အနစ်နည်းနည်းလေးနဲ့သုံးတာတော့အရင်ဆောက်အောင်ပါလေဒီဓမင်းသုံးအနစ်လေးအရင်စဉ်းကြည့်ပါဦးဝက်ဆိုက်ကြည့်ပါ city map တွေမှာရှိတတ်ပါတယ်အဲ့ကျွန်တော်လည်းသုံးပြပါမယ်ဒါတော့ခုနကကျွန်တော်သုံးလိုက်တဲ့ဓမင်းသုံးပါဘယ်ဘယ်ပေါ့လေးနဲ့ဓမင်းသုံးအနစ်နဲ့သုံးလိုက်တော့အရင်ဆောက်အောင်ပါလေဒီနေ့ဟင်းတွေ share ပါပဲအော်ဒီနေ့တော့ကျွန်တော်ဆက်ရုံဒီရုံလုံးကိုကြိုက်တဲ့ဟင်းတွေပါအားလုံးပဲဓမင်းစားကြပါဦးအားလုံးပဲမင်္ဂလာပါ